ဆပ်ရ195မှာတော့တရေသားလေးရဲ့စူပါအဖွင့်ကန်ခြင်းနဲ့ဂါဂါမာရုရဲ့လမလေးတင်ကာဝယ်မှုရုံးနဲ့အတူပွဲစတင်ခဲ့ပါတယ်။အီဆာကီကတော့ရီယိုကနောက်ထပ်တစ်ဆင့်အောင်ရောက်နေပြီ။အင်္ဂလန်မှာဘယ်လိုမျိုးနေနေ training ဆင်းခဲ့ရလဲဆိုတာသိကျင်နေမိပါတယ်။ဂါဂါမာရုစီကပြန်ကန်ထွက်လာတဲ့ဘောလုံးကိုမန်ဆာကရှင်းထုတ်လိုက်ပြီးခိုင်ဆာစီကိုရပ်ကန်နေမှာပဲဆန်နီမမလေးကဘောလုံးကိုလှူသွားပါတယ်။မင်းရဲ့မြန်သားပဲဆန်နီလေး။နမေးကဟီယိုမာချီဂီရီတဲ့မှတ်ထားလိုက်။ရက်နေစင်မတိုင်ခင်ကခရစ်စပရင်ရဲ့ခန္ဓာကိုယ်ပြောင်းလဲမှုကြီးစတင်ခဲ့ပြီးတော့အဲ့ဒီရဲ့ခန္ဓာကိုယ်ပြောင်းလဲမှုကြီးဆိုတာ ခန္ဓာကိုယ်ရဲ့လုံနိုင်စွမ်းတွေကိုပုံမတိုးတက်စေဖို့ဆိုပေမဲ့အလွန်ကျွလို့ရတော့ခန္ဓာကိုယ်တက်ကောင်းမှာမဟုတ်ပါဘူးလူတိုင်းခန္ဓာကိုယ်အသုံးပြုပုံတွေမတူညီကြတာမလို့အလုံးအတွက်မတူညီတဲ့ training program တွေလုပ်ဖို့ CRISPR အစီအစဉ်ဆွဲထားပါတယ်အဲ့ဒီလိုလှုပ်ဖို့အတွက်ဆိုရင်ကစားသမားတိုင်းအောင်သူတို့ဖြစ်ရှင်တဲ့ကစားသမားပုံစံမေးဖို့လိုအပ်ပြီးတော့တရိသားလေးရဲ့နေအရင်စားလိုက်ပါတယ်တရိသားလေးက "तू အဲ့ဒီအကြောင်းကိုမစင်းစားရသေးဘူး"ဆိုပြီးပြောတော့ Chris Prince က"ငါကမင်းရဲ့အမြင်ဝဲလိုချင်တာလက်တွေ့ကြရတယ်မကြရတယ်မဆိုင်ဘူးအဲ့ဒါကြောင့်မို့မင်းရဲ့ကမ္ဘာအကောင်းဆုံးဆိုတဲ့ပုံစံကဘယ်လိုလဲ Rio Mika ကဲ" မင်းဘလို့ကစားသမားမျိုးဖြစ်ချင်လဲငါ့ကိုပြောတတိသားလေးကတော့အနေငယ်တွေးဝေနေပြီသူဖြစ်ချင်ခဲ့တဲ့ကစားသမားကတော့တကွင်းလုံးသူစိတ်ကြိုက်ထိန်ချုပ်ပြီးကိုသွင်းနိုင်တဲ့တိုက်စစ်မှုတရားဖြစ်ချင်တာပါတဲရောက်အပေါ်ကိုမိခိုကတာစိတ်ကုန်လာပြီးတော့ကိုတိုင်ကပအကောင်ဆုံးဖြစ်လာနိုင်မဲ့စွားမျိုးကိုလိုချင်တာပါကောင်းတယ်ရီယိုမိခါကေငါလိုချင်တာအဲ့ဒါပဲငါတို့အလုံးရောအဲ့လိုကြီးပြောအောင်မလားနင်းနေတော့ရှက်စရာကောင်းတယ်ဟုတ်တယ်ဟေးညီလေးတို့ဘာကြီးရတော့မင်းတို့ကမင်းတို့ဖြစ်ချင်တဲ့ပုံစံကိုရှင်းရှင်းလင်းလင်းပြောဖို့ကအရေးကြီးတယ် ငါလည်းအဲ့ဒီလိုလုပ်ခဲ့လို့ကမ္ဘာအကောင်းဆုံးနဲ့နှိစက်ခဲ့တာပဲလူတယောက်ကဘလောက်ပဲထူးချွန်နေပါစေအမြဲတမ်း positive မဖြစ်နိုင်ဘူးပြည်တင်ဝေဖန်ခံရတဲ့အခါကြောက်ရွံ့တဲ့အခါသူတို့ရဲ့ယုံကြည်မှုကိုပျောက်ဆုံးတတ်ကြတယ်အမြဲတမ်းငါကုကမေးလေးရှိတာလက်ရှိမင်းကမင်းဖြစ်ချင်တဲ့ပုံစံနဲ့ကန့်ညီရဲ့လားအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျေနပ်ရဲ့လားမင်းခဏနားလို့ရတယ်နောက်တစ်ဆင့်တတ်နိုင်သေးတယ်အဲ့ဒီလိုလုပ်ရင်းရနေပြီးတော့ငါဖြစ်ချင်တဲ့နေရာနဲ့မကန့်ညီဘူးဆိုတဲ့အရာအတွက်နေရာမရှိဘူးအချို့ကငါ့ကို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 ပဲစိတ်ဝင်စားတဲ့သူယူနေတယ်ဆိုပြီးခေါ်ကြတယ် ဒါမဲ့ငါဖြစ်ရှင်တဲ့ပုံစံကိုတိစ္ဆာမဖောက်နိုင်ဘူး။လက်တွေ့ဆိုတဲ့အရာကြီးကိုစန့်ကျင်ပြီးမင်းဖြစ်ရှင်တဲ့ပုံစံနောက်ကိုလိုက်ရမယ်။မင်းကကမ္ဘာအကောင်ဆုံးဖြစ်ရှင်နေဆိုရင်အဲ့ဒီအတွက်လိုအပ်တဲ့ခန္ဓာကိုယ်ကိုလက်တွေ့ဖြစ်လအောင်လုပ်ရမယ်။ကဲရီယိုမီခါကေနောက်တစ်ဆင့်အောင်သွားကြမယ်။မင်းလည်းနားလည်လောက်ပြီးဆိုတော့မင်းဖြစ်ရှင်တဲ့ပုံစံကိုတတ်နိုင်တဲ့လောက်တည်တည်ကြကြပြောပြပေး။ကျွန်တော်ဖြစ်ရှင်တဲ့ပုံစံဟဲ့လား။အဲ့လိုနေရမယ်ဆိုတော့ကျွန်တော်မိသွားပုံမယ်။ကောင်းတဲ့ရီယိုမီခါကေဆက်ပြောမင်းဘဝမှာမင်းကအဓိကဇက်ဆောင်မယ်။အခုကျွန်တော်သွေးနိုင်တဲ့အကောင်ဆုံးပုံစံအီတိုရှင်ကြီးကိုနှစ်ယောက်ရဲ့ပေါင်းစပ်မှုပုံစံမယ်။ ကျွန်တော်ကတခြားသူရဲ့ကစားနည်းကိုအတူခိုးနိုင်တယ်ပြီးတော့သူတို့ညီကိုနှစ်ယောက်ရဲ့ကစားပုံကခိုးရနိုင်မှုအတွက်အလားအလာအများဆုံးပဲဆိုပြီး Uchiha Ryo ကပြောတော့ Chris Prin ကခန္ဓာကိုယ်အနှံ့ကိုဆန်ပြီး Ryo ရဲ့ကြောသားအချက်လက်တွေကအတင်းတော်ဆုံးလေ့ကျင့်နည်းကိုစဉ်းစားပေးမိနေပါတယ်ကျန်တဲ့လူတွေကလည်းတောက်ရည်ရွာတမီးရည်ရွာဖြစ်ကုန်ကြပြီမလို့အကန့်ခံကျင်နေတဲ့ကောင်တွေကိုမပူနဲ့အားလုံးကိုကင်ပါမလို့နောက်တစ်ယောက်ကစန်နီမမလေးပဲဖြစ်ပြီးကိုဖြစ်ချင်တဲ့ပုံစံကိုနောက်တော့နေကြမလို့ပဲပြောဖို့ပြောပါရစေ။စန်နီမမလေးဖြစ်ချင်တဲ့ကစားသမားပုံစံကတော့လူမပေးချင်တာပဲဖြစ်ပါတယ်။ လေမြန်တဲ့ခြေောက်တွေနဲ့ခန်းစစ်ကိုထိုးပေါက်ခြင်းပြီးကိုယ့်ရဲ့ twin ကိုယ်တွေကို twin နိုင်တဲ့တိုက်စစ်မှုမျိုးဖြစ်ချင်တာပါတကယ်လည်းပဲလူတစ်ယောက်လုံးကိုအသာရပဲဖြစ်ကျော်လာခဲ့ပြီးစန်ဒီမမလေးဖြစ်ချင်တဲ့ပုံဟာညတော်မန်းတဲ့အဆင်မပြေပဲဘဲတော်မန်းတဲ့အဆင်ပြေတာမလို့အခုအဆပြီးဘဲတော်မန်းကစားသမားဖြစ်လာခဲ့ပါတယ်စန်ဒီမမလေးကလည်းအခုဆိုရင်ဘဲတော်မန်းကိုတိမ့်ပိုင်နိုင်နေပါပြီစိုးသားနေတဲ့မမလေးကိုအီဇာကီကထိမ့်သိမ့်ဖို့လာခဲ့ပြီးထိမ့်ဖို့လာခဲ့တဲ့အီဇာကီကိုလည်းမင်းကပြည့်ပြည့်စုံတဲ့အစမ်းသက်ခံလေးဖြစ်လိမ့်မယ်ဆိုပြီးပြောပြီးတော့သူ့ရဲ့လည်းပဲအစ်စ်ကိုပြသဖို့လာနေပါပြီ chapter 186မှာတော့အီဇာကြီးဟာစန်နီမမလေးရဲ့ပြောင်းလဲသွားမှုဟာသူ့ရဲ့ပါဝါလားအချိန်လားဆိုတာထောက်ကြည့်နေပါတယ်။ညာတန်ဖြစ်တဲ့မမလေးကဘယ်ဘက်ကနေကန်သွင်းမှုမဖြစ်နိုင်ဘူးဆိုတော့အကြာကြီးတူဆော့လာခဲ့တဲ့အီဇာကြီးဟာသိနေပါတယ်။တိတိကျကျကန်သွင်းမှုဆိုရင်ညာချင်းနဲ့ကန်သွင်းရမှာဖြစ်ပြီးတော့အခုအနေထားနဲ့ဆိုရင်ဘယ်ကြီးကတိတိကျကျကန်နိုင်ရမှာမလို့အဲ့ဒီလိုဖြစ်ဖို့ကလည်းအချိန်လိုလောက်နဲ့ရမှာမဟုတ်ပါဘူး။အဲ့ဒီတော့သူ့ရဲ့ရည်ရွယ်ချက်ကဂိုးအေရီးယားအပြင်ဘက်ကနေ ဖတ်ပြီးမှမဟုတ်ပဲအထဲထဲရနဲ့တွေးမှဆိုပြီးစန်နီမောမလေးကဣဇာကီတွေးထားသလိုဘိုးဘောက်ထဲကိုဝင်လာပြီလို့ချင်းနေတော့မှပဲဂိုရီရီယာအပြင်ဘက်ကိုပြန်ပြေးသွားပါတယ်ကန်သွေးဖို့မရှိတဲ့နေရာကြီးကိုဆွဲပြေးလာတာကြောင့်ဣဇာကီကကြောင်နေပြီးအရှိအမှန်စားလမ်းဆုံးမီစန်နီလေးဆိုပြီးပြောပါတယ်တားနိုင်တားစမ်းမှာငနေလေးရဲ့ခရစ်စပရင်ကစန်နီမောမလေးရဲ့အမြန်နှုံးတွေကိုဂိုအဖြစ်ပြောင်းလဲကျင်နေဆိုရင်ကိုပိုင်ရွှေအောင်စုံတစ်ခုဖန်တီးရမယ်လို့ပြောပါတယ်ရွှေအောင်စုံဆိုတာကိုရန်တယောက်ထဲရပဲဂိုသွင်းနိုင်တဲ့နေရာကိုခေါ်တာဖြစ်ပါတယ်အီတလီကျယ်ပွင့်တယောက်ဖြစ်တယ် ဒေဘီရောမှလည်းအဲ့ဒီလိုမျိုးဇုံတစ်ခုရှိခဲ့ပြီးမမလေးကမှန်ကြောင်တို့ဘာရိုးတို့မှလည်းအဲ့ဒီလိုမျိုးဇုံရှိကြအောင်ထပ်မံပြည့်စွက်ပြီးပြောပါရယ်ခရစ်စပရင်ဟာဒါဆိုရင်အဲ့ဒီလိုမျိုးလှုပ်ဖို့ပြောပြီးတော့ချီဂီရီရဲ့ခန္ဓာကိုယ်အရသူ့ရဲ့အကျိုက်ဆုံးကန်သွင်းတဲ့နေရာ69မီတာအဝေးဘယ်တော့44ဒီဂရီပဲဖြစ်ပါရယ်သွားတော့ချီဂီရီခိုးရဖို့အတွက်လှုပ်လိုက်တော့အတွင်းထဲကလားအပြင်ဘက်ကလားလုံးဝငြိမ်နေတဲ့ပုံစံနဲ့အချိန်မြင့်မြင့်နဲ့ဖြတ်ပြေးလိုက်ဘာလားအဲ့လိုမြင်လိုက်ကြငါမတုံ့မြန်နိုင်ဘူးလေချီးပဲ penalty area တွေဝင်တော့မယ် တားဖို့လာတဲ့ဣဇာကီကိုလည်းထပ်ပြီးအရှင်မြင့်ဖျက်ကျော်သွားပြီးရှင်အောင်စုံထဲကိုရောက်ဖို့စက္ကန့်အနည်းငယ်လိုမှာတော့ဖြစ်မှာမဟုတ်ဘူး။မြင်းနဲ့ငကြောင်လေးနောက်ကျသွားပြီးကြွသားအုံနောက်လေးဒါကငါ့ရဲ့စုံမယ်ပထမဆုံးအနေနဲ့ဘေဘက်44ဒီဂရီကရှင်အောင်စုံထဲကိုရောက်အောင်သွားဒုတိယအနေနဲ့မင်းရဲ့လင်မြန်တဲ့အချိန်နဲ့ဖျက်ကျော်လိုက်တတိယအနေနဲ့ပေါဝါမပါပဲတီးကြတယ်ဘိုးရဲ့တောင်းနေကိုကန်သွေးလိုက်ဒါပဲမင်းရဲ့ရှင်အောင်စုံကပြီးပြည့်စုံသွားပြီ44ဒီဂရီကျသစ်စနိုက်ပါ မင်းတို့ပြောင်းလဲတာနှီးလို့နေဆိုပြီးဆန်ဒီမမလေးရဲ့အဖွင့်ကိုနဲ့ချက်ပလာ186ကတော့ဒီမှာပဲအဆုံးသတ်တော့ခဲ့ပါဗျ။နောက်ပိုင်းဒီမှာတော့ဒီတက်စိတ်ဝင်စားစရာကောင်းတာတွေလာမှာမလို့ဆက်မြောက်ပေးကြဖို့နဲ့ကျွန်တော်ရဲ့ YouTube Channel လေးကို Subscribe လုပ်ပေးထားကြဖို့တောင်းဆိုချင်ပါတယ်။ဒီနေ့ video ကတော့ဒီလောက်ပါပဲ။အားပြီးကြတဲ့သူတူတူတယောက်ချင်းစီတိုင်းအောင်ကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်အပိုင်းတွေမှာပြန်တွေ့ကြတာပေါ့။